ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ31ရက်နေ့နေ့လယ်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ကြီးနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ငတိုင်းချောင်းအမတ်တ344 short တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရမကြခင်မှာစက္ကစဘက်က344ကိုလွတ်လွတ်ရနိုင်တယ် ပတ်ဝန်းကျင်မှာတောင်ကြားချောင်းနဲ့ရှုံမြောင်းတွေကပတ်လေဝိုင်းနေတော့အေးအေးဘက်ကလည်းချင်းကပ်ဖို့ခက်ခဲတဲ့အနေအထားရှိမယ်လို့ယူဆတယ်လို့ငတိုင်းချောင်းဒေသခံကပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအေယာဝတီတိုင်းပသိမ်ခရိုင်ရည်ကြည်မြို့နယ်ငတိုင်းချောင်းမြို့အနီးမှာရှိတဲ့အမတ344ကိုမနေ့ကရောဒီနေ့ပါနှစ်ရက်ဆက်တိုက်ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခံရတယ်လို့ဒေတာခန်တွေကဆိုပါတယ်။မနေ့ကနေ့လယ်2နာရီဝန်းကျင်မှာတိုက်ခိုက်ခံရတာလို့သိရှိရပါတယ်။မနေ့က344ကိုရှော့တိုက်ဒုံးနဲ့အပြစ်ခံရတယ် ထိခိုက်မှုရှိတယ်ပြောတယ်တိတိကျကျတော့မသိရသေးဘူးနှလုံးပြစ်တာတလုံးလွဲပြီးတလုံးမှန်တယ်လို့မိတ်တလင်ကြီးရွာအုပ်စုအတွင်းနေထိုင်သူတဦးကပြောပါတယ်ဒီတဲ့င်းနဲ့ပတ်သက်ပြီးငတိုင်းချောင်းမြို့ပေါ်ကအမတ်တ344နဲ့50သူတဦးကိုဆက်သွယ်အတည်ပြုရမှာလဲရှော့တိုက်တုံးနဲ့အပြစ်ခံရတယ်ဆိုတာကိုအတည်ပြုပေးပါတယ်ဒါပေမဲ့တိုက်ခိုက်ပြစ်လွတ်လိုက်တဲ့ရှော့တိုက်တုံးအလုံးကြီးပမာဏတော့ကွဲလွဲမှုရှိနေပါတယ်လေးလုံးပြစ်တာနှလုံးကအမြောက်စင်နှမ်းမှထိတယ်ဒီနေ့လဲပြစ်တာ၃လုံးလောက်ရှိပြီး ကာကင်းတွေလည်းစုပ်ပေးထားပုံရတယ်လို့ညနေ၄နာရီခန့်ကဆိုပါတယ်။အာရခတပ်တော်နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာအမတ်တ344အနီးမိတ်တလင်ကြေးရွာအပြင်ဘက်တောင်ကုန်းပေါ်မှာရှိတဲ့ကာကင်းစခန်းကိုပြီးခဲ့တဲ့၃ရက်အကြာမေလ29ရက်နေ့ညကဝင်ရောက်တိုက်ခိုက်မှုအပြီးပင်မတပ်ကိုအခုလို short တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်လာတာဖြစ်ပါတယ်။အေယာဝရီတိုင်းနယ်ကို2025ခုနှစ်နှစ်စန်းပိုင်းကစတင်ထိုးစစ်ဆင်လာတဲ့အာရခတပ်တော်နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာဇန်နဝါရီလနဲ့ဖေဖော်ဝါရီလပိုင်းတွေအတွင်းမှာ ပသိမ်ခရိုင်တာပေါင်းမြို့နယ်ရေကြီးမြို့နယ်တွေဘက်ကိုစစ်ဦးတည်ခဲ့ပြီးအဲ့ဒီကလေးကအမတ်တ344ရဲ့ကာကင်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မတ်လနဲ့ဧပြီလထဲမှာလေးမျက်နှာမြို့နယ်နဲ့အင်ကပူမြို့နယ်ဘက်ကိုစစ်ဦးလှည့်ပြီးပသိမ်မုံရွာကားလမကြီးကိုဖျက်တောင်နိုင်ခဲ့ပြီးမေလာဇန်းမှာအမတ်တ344ဘက်ကိုစစ်ဦးပြန်လှည့်ခဲ့တာကိုတွေ့ရပါတယ်။မကြခင်မှာစက္ကစားဘက်က344ကိုလက်လွတ်ရနိုင်တယ်။ပတ်ဝန်းကျင်မှာတောင်ကြချောင်းနဲ့ရှုံမြောင်းတွေကိုပတ်လည်ဝိုင်းနေတော့ အီအီဘက်ကလည်းချင်းကပ်ဖို့ခက်ခဲတဲ့အနေအထားရှိမယ်လို့ယူဆတယ်လို့ငတိုင်းချောင်းဒေတာခန်ကဆိုပါတယ်။စကဆာဘက်ကလည်းအမတ344ကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေထိုးစစ်ဆင်နေတဲ့အခြေအနေကိုကြိုတင်ပြင်ဆင်ပြီးခံစစ်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတာကိုတွေ့ရပြီးငတိုင်းချောင်းမြို့မြေကူးတရာအစင်တောင်ကြီးကြီးရွာမှာစစ်သားအင်အား20ခန့်မေလ23ရက်နေ့ကစတင်ပြီးတပ်ဆွဲထားပါတယ်။ဒါ့အပြင်လက်နက်ကြီးတချို့ကိုကွင်းကောက်တက်ကကငားနဲ့ဟာတတခလာရဲ့ဆက်ရှိကိုပြောင်းရွှေ့ထားတာမျိုးလည်းရှိတယ်လို့သိရပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့လေးမျက်နှာမြို့နယ်နဲ့အင်ကပူမြို့နယ်တွေဘက်မှာထိတွေ့တိုက်ပွဲတွေညင်သက်နေပြီးတက်ကကငန်းရှိရာကွင်းကောင်းမြို့နယ်ခွန်နမန်ခန့်အကွာမှာရှိတဲ့ကြီးရွာတွေကိုအာရခတက်တော်နဲ့ပူပေါင်းတက်ဖွဲ့တွေကထိန်းချုပ်ထားနိုင်စေရှိနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တောင်သားမှာစစ်ကူနဲ့ရိခါပိုကာနှစီကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားအလောင်းနှလုံးစစ်တုံးပန်းတူလက်နက်ခဲယမ်းများနဲ့ကာတစီတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မန္တလေးတိုင်းတောင်သာမြို့နယ်မှာစစ်ကောင်စီတပ်အတွက်စစ်ကူနဲ့ရဲကားပိုကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သားအလောင်းနှစ်လောင်းစစ်တုံးဘတ်တူလက်နက်ခဲယမ်းများနဲ့ကားတစီတင်းစေရရှိခဲ့ကြောင်းတောင်သာမြို့နယ်ပကဖားမှာတာဝန်ရှိသူတူကပြောကြားပါတယ်။မေလ29ရက်နေ့ည9:00နာရီခန့်အချိန်မှာတောင်သာမြို့မှာဝဲလောင်ကြီးရွာဘက်ကိုထွက်လာတဲ့အင်အား၁၀ဦးခန့်ပါအန်စာတုံးကားနဲ့အင်အား၂၀ခန့်ပါစေဘီအတူကားတို့ကိုတောင်သာဝဲလောင်လမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ စစ်သားနှင့်ရဲအများပြဒဏ်ရာရရှိပြီးကစင်ကလျားထွက်ပြေးသွားကြကြောင်းသိရှိရပါတယ်။အရှိတစည်းကိုလည်းပြစ်နိုင်တယ်။အရှိတစည်းတဲကလည်းဒဏ်ရာရစစ်ခွေးတွေနဲ့ရဲခွေးတွေရှိတယ်။နောက်တစည်းကတော့ကားပါရလိုက်တန်းဆိုတော့ဒီကားပေါ်မှာအလောင်းလေးကျန်ခဲ့တယ်။ဒဏ်ရာနယ်လက်ထွက်ပြေးလွတ်မြောက်သွားတာတွေရှိတယ်။တိုက်ပွဲဖြစ်ပွားရာနေရာမှာတော့သွေးကွက်တွေပါတွေတွေ့တယ်စစ်တုံးဘန်းကလည်းပြောတယ်ဒဏ်ရာတော်တော်များများရကြတယ်လို့ပြောတယ်စစ်တုံးဘန်းကရစ်တက်သားလို့ပြောတယ် အေယာဝရီတိုင်းရန်ကုန်မော်ဘီရစ်တရင်ငါးကလို့ပြောတယ်လို့တောင်တာမြို့နယ်ပကဖားမှတာဝန်ရှိသူတူဦးကပြောကြပါတယ်။အဲ့ဒီလိုတိုက်ခိုက်ပြီးနောက်တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရာမှာစစ်ကောင်စီတပ်သားအလောင်းနှလောင်းနဲ့အတူစစ်တုံးပန်းအရှင်တူဦးပါဖမ်းဆီးရရှိခဲ့ကြောင်းဒါအပြင်စေဘီတူကားတစီ G4 အမျိုးအစားတနက်တလ5.56 G 328တောင်း 63G 468တောင်း60မမဘုံဒီ6လုံး Icon 7လုံးလက်ပစ်ဘုံ2လုံး G ဘုတ်10ဘုံနဲ့ R7 အပူတပူတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးအကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ drone နဲ့ပုံကျဲခံရပြီးစစ်ကောင်စီတပ်သားများထိုင်းနိုင်ငံဘက်အချမ်းကိုရေကူးထွက်ပြေးတဲ့မှတ်တမ်းရုပ်တံထွက်ပေါ်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ထိုင်းမြန်မာနယ်စပ်မှာ drone နဲ့ပုံတိကျဲချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေထိုင်းနိုင်ငံဘက်အချမ်းကိုရီကူးထွက်ပြေးကြတဲ့ရုပ်တံဖိုင်ကို Federal Wings ကထုတ်ပြန်လိုက်ပါတယ်။မေလ29ရက်နေ့နဲ့မေလ28ရက်နေ့ရက်တာအတွင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောပို့စကန်ကိုစစ်ကူလာတဲ့အင်အား80ခန့်ရှိစစ်ကောင်စီတပ်သားတွေဟာ KNL မဟာမိတ်ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးအယောက်30ကျော်ဖမ်းဆီးခံရကအများအပြားတေဆုံးခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘူကလေးမှာရေတက်ဝစ်စုံနဲ့ဓမြလာတိုက်သူတွေတဲကနှစ်ယောက်ကိုဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အေယာဝတီတိုင်းဘူကလေးမြို့နယ်အောင်လဲစိတ်အရှိရွာမှာရှိတဲ့နေအိမ်တအိမ်ကိုရေတက်ဝစ်စုံဝစ်ဆင်ထားတဲ့အမျိုးသား၄ယောက်ကမေလ29ရက်နေ့ကဓမြတိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ဓမြတိုက်မှုကျူးလွန်သူတွေတဲကနှစ်ယောက်ကိုတော့တနက်အတူတက်လက်နဲ့အတူညာရင်းချင်းဖမ်းဆီးရမိထားပြီးကျန်နှစ်ယောက်ကိုတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ ရီတက်ဝစ်စုံတွေဝေပြီးဓမြတိုက်သွားတာ360ကျော်နဲ့ဖုန်းပါသွားတယ်။ပစ္စည်းတွေကတော့ပြန်ရမရမသိရသေးဘူး။နှစ်ယောက်ကတော့တနက်နဲ့အတူမိတယ်။တနက်ကအတူပါဓမြတိုက်တဲ့အထင်းမှာရွာကန်ပါတယ်လို့သိရတယ်လို့ရဲစခန်းနဲ့နှီးဆက်သူကဆိုပါတယ်။ဓမြတိုက်မှုဖြစ်စဉ်ကတော့မေလ29ရက်နေ့ည9နာရီလောက်မှာအောက်လဲစိတ်အရှိရွာမှာရှိတဲ့ဦးထွန်းကြီးအိမ်ကိုရီတက်ဝစ်စုံဝစ်စင်ထားတဲ့အုပ်စုကလက်နက်ပြချင်းချောက်ကဓမြတိုက်ခဲ့တာဖြစ်ကြောင်း ငွေသားသိန်း60ကျော်နဲ့အတူဖုန်းလေးလုံးပါသွားတယ်လို့သိရပါတယ်။လက်ရှိဖမ်းမိထားတဲ့ကျူးလွန်သူ၂ယောက်ကတော့ကျိတ်လက်မျိုးနဲ့ဝလမြိုင်ကျုံးမျိုးနယ်ကဖြစ်ကြောင်းသိရှိရပြီး၎င်းတို့ကိုစစ်ဆေးမှုအရကျန်၂ယောက်ထဲမှ၁ယောက်ကအောင်လဲစိတ်ရွာကဖြစ်တယ်လို့ကနအူသိရပါတယ်။ကျန်၂ယောက်ကိုဆက်လက်ဖမ်းဆီးရမိရေးအတွက်လက်ရှိမြင်းကကန်ရဲစခန်းမှာထိန်းသိမ်းထားတဲ့၂ယောက်ကိုစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ နောက်တစ်တင်ဆက်ပေးချင်တာကတော့ကချင်အကျိုးဒေသတစ်ကိုတင်ထားတဲ့ KIA ကိုစစ်ကောင်စီနဲ့ပြည်သူစစ်ပူးပေါင်းပြီးစစ်ကြောင်းတိုးရင်စီစဉ်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီကကချင်လွတ်လပ်ရေးတပ်မတော် KIA တင်ပိုက်ထားတဲ့ကချင်အကျိုးဒေသတစ်ကိုလည်းပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူစစ်အများအပြားနဲ့စစ်ကြောင်းတိုးရင်စီစဉ်နေပါတယ်စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်အင်အား900နီးပါးဝိုင်းမော်မြို့နယ်လမြန်ရွာအနီးကိုရောက်ရှိနေပြီး KIA နဲ့ထိတ်တဲရင်ဆိုင်ထားတဲ့အခြေအနေဖြစ်ကြောင်း ဒေတာခံတဲ့အရင်မြင့်များထံကနေသိရှိရပါတယ်။နေတိုင်းတင်ကားနဲ့လှမ်းပစ်ပြီးရှေ့ကိုတိုးနေတဲ့ KIA PDF ကစောင့်ပစ်တဲ့စစ်တပ်စစ်ကြောင်းကတပြေးပြေးချင်းတိုးနေတဲ့အနေထားလို့ဒေတာခံတဲ့အရင်မြင့်ကဆိုပါတယ်။ဥစကုံတိတ်ရင်ဥဆောင်နဲ့ကချင်ဒီမိုကရေစီတစ်တက်မတော် NTAK ပြည်သူစစ်ကထိန်းချုပ်ထားတဲ့ကချင်အထူးဒေတာတစ်နေမြမှာစော့လုံးကြီးပွေးစတုံးပန်ဝါကမ်ပိုက်တီမြို့တို့ပါဝင်ပြီး KIA နဲ့မဟာမိတ်များက2024နှစ်ကုန်ပိုင်းက အပြည့်အသက်ဒိုးစစ်စင်တင်ပိုက်ခဲ့ပါတယ်။အဲ့ဒီနောက်ကချင်အထူးဒေသတစ်တတ်မှတ်ချက်ကိုတရားဝင်ဖျက်သိမ်းကြောင်း KIO ကကြေညာခဲ့ပါတယ်။စစ်အာဏာရှင်အစိုးရများတတ်မှတ်ခဲ့တဲ့ကချင်အထူးဒေသတစ်တတ်မှတ်ချက်ကိုလည်းဖျက်သိမ်းလိုက်ကြောင်းနဲ့ရင်းနှီးမြှုပ်နှံသူများအနေနဲ့ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန်2024နိုဝင်ဘာလ28ရက်နေ့မှာ KIA ကဖိတ်ခေါ်ခဲ့ပါတယ်။အဆိုပါဒေသများမှာတရုတ်နိုင်ငံကအတိအကမှန်မောတဲ့တံပိုးကြီးမြေရှားတပ်တူအတိအကထွက်ပြီး ဒေတာရင်းတက်တူထုတ်လို့ရင်းနဲ့ဖွံ့ဖြိုးရေးပိုင်းကို KIA ကစီမံခန့်ခွဲနေပါတယ်။အဲ့ဒီဒေတာကိုပြန်လည်တိုက်ခတ်ရတဲ့စစ်ကောင်စီကဥစကုံတိတ်ရင်းရဲ့သားဇကုံရင်းဆောင်ဥဆောင်တဲ့ပြည်သူစစ်များကိုမြေကြီးနားမြို့မှာရှိတဲ့မြောက်ပိုင်းစစ်တနာချုပ်မှာလာပေါင်းများစွာကြားအောင်စစ်တင်နှံပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ NDAK နဲ့နှိစက်သူတို့ကဇကုံရင်းဆောင်ဥဆောင်တဲ့ပြည်သူစစ်များဟာ KIA ကိုပြန်လည်တိုက်ခိုက်မှာကိုသိရှိထားတယ်လို့ပြောပါတယ်။ စစ်ကောင်စီရဲ့စီရေးလှရှားမှုတည်င်းများကိုကြားသိထားပြီးလက်ရှိမှာဒေတာတစ်ခုလုံးတည်ငြိမ်အေးချမ်းနေတယ်လို့ KNA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။လက်ရှိစစ်ကောင်စီစစ်ကြောင်းရောက်နေတဲ့ဝိုင်းမော်မြို့နယ်ဟာစော့လော်ချီဖွေဇတုံးပန်ဝါကမ်ပိုက်တီမြို့တို့နဲ့ဆက်ဆက်နေပြီးတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပါတယ်။စစ်ကောင်စီဟာလာပေါင်းများစွာလက်လွတ်ထားရတဲ့ဖားကန့်ကြောက်စိန်ဒေတာကိုလည်းစစ်ကြောင်းထိုးရန်ပြီးခဲ့တဲ့ဧပြီလမှာစ၍ကြိုးပမ်းခဲ့ပါတယ်။ စစ်ကောင်စီရှမ်းနီ SN နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များဟာမေလ29ရက်နေ့မှာလုံခင်းဒေသကိုရောက်လာပြီးမေလ30ရက်နေ့မှာဖားကန့်မြို့ကိုရောက်ရှိနေပါတယ်။ဖားကန့်ကိုမရောက်မီမေလ28ရက်နေ့မှာ KIA PDF ကတိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်တိုက်ခိုက်ပါကလုံခင်းဒေသကိုလေကြောင်းမှပုံကျဲပြီးမိရှို့ဖြစ်စီမဲလို့ချင်းချောက်ကဖားကန့်ကိုဆက်ထွက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးကြတာကတော့ကြောက်ဖြူမှာ AA ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံးခဲ့တဲ့အမတ်စစ်တစ်ချင်းမြန်တက်မဌာနချုပ်နီးပြူဝါမှုဘုံမှုကြီးကျော်မျိုးအောင်ကိုဘုံမှုချုပ်ယာလူတဆင့်တိုးပေးခဲ့ကြောင်း တင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာ AA ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံးခဲ့တဲ့အမတ်စစ်တစ်ချင်းမြန်တက်မဌာနချုပ်နီးပြူဝါမှုဘုံမှုကြီးကျော်မျိုးအောင်ကိုဘုံမှုချုပ်ယာလူတဆင့်တိုးပေးကြောင်းတက်အတိုင်းဝိုင်းနဲ့ CDM ဘူကြီးစင်ယော်ကပြောဆိုပါတယ် မေလ29ရက်နေ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်တပ်နဲ့အေအေတပ်များအကြတိုက်ပွဲဖြစ်ပွားစဉ်အမတ်7ချင်းမြန်တပ်မဌာနချုပ်မှနီးပြူဝါမှုဗိုလ်မှူးကြီးကျော်မြို့အောင်အေအေရဲ့ပြစ်ကတ်မှုကြောင့်တေဆုံးခဲ့ကြောင်းတေဆုံးချိန်မှာယာရုတဆင့်တိုးပေးပြီးဗိုလ်မှူးချုပ်အဖြစ်အမည်တက်ခွင့်ရရှိကြောင်းသိရှိရပါတယ်ရခိုင်ကြောက်ဖြူတိုက်ပွဲမှာစနိုက်ပါထိတာပြီးတော့ပြူဝါမှုကဗိုလ်မှူးကြီးအဆင့်ဒါပေမဲ့စနိုက်ပါနဲ့ထိအပြီးမှာတဆင့်မြင့်ယာရုတိုးပေးလိုက်တယ်လို့သုံးသပ်ရပါတယ် ဘာလို့လဲဆိုတော့ဗျူဟာမှုအဆင့်ကဘုံမှုကြီးပဲတက်မှမှုမှဘုံမှုချုပ်ဖြစ်တာပေါ့နော်ဒုတိယတက်မှမှုဆိုရင်တောင်မှပဲကာနေဘုံမှုကြီးပဲဗျအဲ့ဒါကြောင့်တည်သွားလို့တဆင်းမြင့်ယာတို့ပြေးလိုက်တယ်လို့သုံးသပ်ပါတယ်လို့ CDM ဘုံကြီးစင်ယောကပြောဆိုပါတယ်အေအေရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံးခဲ့တယ်ဘုံမှုကြီးကျော်မျိုးအောင်ရဲ့ယူအလောင်းကိုရဟရင်နဲ့ရန်ကုန်မြို့ကိုပြန်လဲတည်ဆောင်ခဲ့ပြီးအင်းတိုင်းမှာရှိတဲ့အမတ်၁၁ချင်းမြန်တက်မှဌာနချုပ်မှာနိုင်ရေးစီစဉ်ခြင်းမင်္ဂလာတော်စစ်တင်းကြိုင်မှာဂုံပြုအခမ်းအနားနဲ့တကြိုခဲ့ကြောင်းသိရှိရပါတယ် ဘူမူကြီးဘူမူကျုပ်ကျော်မျိုးအောင်ဟာအလုတ်တင်ပူအပတ်စဉ်28တင်နန်းစင်းဖြစ်ပြီးတည်ဆုံးချိန်မှာအသက်45နှစ်ရှိပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နစ်တဲ့ကိုအချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ